ဟိုဟိုတက်လာတာကတော့တိတ်တော့တခါလည်းမဟုတ်ဘူးနှစ်ခါလည်းမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမှာဒီနှစ်ထိုးကြီးပြင်စီလန်းဒီလန်းနေပေါ့နော်အမြန်လန်းနဲ့ဆက်နွယ်နေတယ်ဒီ318တို့319တို့နော်320 321တိအဲ့နားမှာကတရားတွေဗျာနော်ရဲခင်းတွေအကုန်ရှိတာကိုအမြန်လန်းအမြန်လန်းရဲမင်းကြီးကောက်အပြစ်ခံရတယ်ဆိုတာကစဉ်းစားကြည့်ကြည့်ပေါ့နော်မဟုတ်ဘဲနဲ့မပြောဘူးနော်မဟုတ်ဘဲနဲ့မပြောဘူးနော်အမြန်လန်းရဲမင်းကြီးတော့မှကန်ကောင်းလို့နော် လေးလက်မလောက်ပဲလိုတယ်အသက်ပေးအနေကလေးလက်မလောက်ပဲလိုတယ်နော်ပြစ်တာတော့ဟိုကောင်တွေကရင်းမင်းကားလားမကားလားတိလားမတိလားမသိဘူးရမ်းပြစ်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ခံကောင်းလို့ပေါ့နောက်တစ်ခုကတော့အဲအမြန်လမ်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့မှထူးခြားမှုတစ်ခုရှိတာအဘရေးတဲ့ဖြူးမြို့နေတဲ့မိုင်းတရားပတ်လည်မှာတဲ့ငပွေးပီရတွေကတက်လာပြီးတဲ့ပီရနဲ့ပတ်သက်နေတဲ့သူတွေစီကားတဲ့အစ်မေးကြည့်တာတဲ့အမြန်လမ်းကိုဖြတ်တော့ကြမယ်တဲ့ညောင်လေးပင်အမြန်လမ်းဘက်ကတက်လာကုန်ပြီးတဲ့ဒါဆိုရင်ကြောက်တကားမြို့နေပဲနယ်ဘုံမြို့နေကြောက်ကြီးမြို့နေကပတ်တက်ငပွေးတွေရဲ့ရီမန်းချက်ကအမြန်လမ်းပဲတဲ့နော်အဲ့တော့ ရန်ကုန်မန္တလေးအမြန်လန်းမိုင်တိုင်316တွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ဆက်တွဲအမြန်လန်းရဲမှူးကြီးနှင့်နယ်မြေခံစစ်တေတာမှုတို့ကိုစစ်ကောင်စီကတတိပီးချိန်မောင်းရန်ကုန်မန္တလေးအမြန်လန်းမိုင်တိုင်316ပေါ်တွင်တိုက်ခိုက်မှုဖြစ်ပွားမှု၏နောက်ဆက်တွဲအမြန်လန်းရဲမှူးကြီးနှင့်နယ်မြေခံစစ်တေတာမှုတို့ကိုလုံခြုံရေးပေါ်ရုံမှုဖြင့်စစ်ကောင်စီကတတိပီးချိန်မောင်းကြောင်း နေပြီးတော့အမြန်လန်းရဲတပ်ဖွဲ့တရင်ရင်းမြစ်ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည့်မလ16ရက်နေ့နနက်7:00နာရီဝန်းကျင်အချိန်ရန်ကုန်မန္တလေးအမြန်လန်းမိုင်တိုင်316တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများကရဲကားတစ်စီးအင်စီးကားနှစ်စီးဖြင့်ကင်းပတ်ရန်ထွက်လာစဉ် နာထိုးကြီး PDF နဲ့တော်လန်ရေးမဟာမိတ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်ပွားခဲ့ပြီးရင်းတိုက်ခိုက်မှုအတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား၅ဦးသေဆုံးခဲ့ကာတော်လန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။အဆိုပါတိုက်ခိုက်မှုကြောင့်ရန်ကုန်မန္တလေးအမြန်လန်းတွင်တနာ yı နီးပါးယာယီလန်းပိတ်ဆို့လိုက်ရပြီးကားများရပ်တန့်ခဲ့ရကြောင်းအဆိုပါဖြစ်စဉ်ကြောင့်စစ်တပ်ကလာရောက်၍မိုင်းတိုင်းမှတ်316ပတ်ဝန်းကျင်သို့နေမြေရှင်းလင်းမှုများနှင့်ကင်းပွန်းမှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်။ အမြန်လမ်းမှာဖြစ်တဲ့တိုက်ခိုက်မှုကြောင့်တပ်ဆိုင်ရာအမြန်လမ်းရဲမှူးကြီးနဲ့နယ်မြေခံစစ်တေတာမှုတို့တတိပေးချိန်မောင်းခံရပါတယ်။ငကိုကလေးကလုံခြုံရေးတင်းကျပ်ထားဖို့ညွှန်ကြားတဲ့ကြားရဲကဖြစ်လို့အခုလိုတတိပေးခံရတာပါအခုတော့ပြင်စီရဲကင်းစခန်းနဲ့ပတ်ဝန်းကျင်မှာကင်းပုံးတွေချထားပါတယ်။ဟုနေပြည်တော်အမြန်လမ်းရဲတပ်ဖွဲ့တရင်ရင်မြစ်ကပြောဆိုသည်။တကူရဲ့တုံးလာ2025ပေါ့နော်ဒီတော့နည်းနည်းလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်ဘာလဲဆိုတော့အားလုံးတီတီတာဖြစ်မှာပါအမြန်လမ်းမိုင်းတိုင်း327ပေါ့နော်327အဲခီးတဲ့တွေကကျွန်တော်ဒီပေါ့နော် လူကြီးပြောက်ရဲ့အိမ်မှာရောက်နေတဲ့အချိန်မှာကျွန်တော်ဖုန်းကိုဆိုင်းလန့်လုပ်ပြီးတော့မှကျွန်တော်အားပြန်ထားလိုက်ပြီးတော့ဒီတိုင်းနေလိုက်တာအဲအဲ့ဒါပဲတစ်ချက်အလင်းငါးကြီးကတော့တရင်ကိုအချိန်နဲ့တပြေးညီကျွန်တော်မပြောနိုင်တော့ဘူးပေါ့နော်အဲရင်တုတ်တိရှိတုန်းကတော့ဖြစ်စဉ်တုန်းကတော့ကျွန်တော်အချိန်နဲ့တပြေးညီအတူချုပ်ရုံးနေနောက်ချော်ဆုံးဦးလို့မြန်မာလေးတစင်းဦးလို့ကိုကျွန်တော်ကပို့ပေးခဲ့ဦးတယ်အဲ့ဒါနဲ့ကျွန်တော်ရဲ့တရင်ပြေးရ7နာရီခွဲနဲ့7နာရီကြာပါတော့အဲ7နာရီ7မိနစ်အတွင်းမှာကျွန်တော်တရင်နေပြေးလာကြတာပေါ့နော်အေးတော့ထားပါတော့ဒါတော့အခုတော့ကျွန်တော်ပြောချင်တာက317 319 320 3လ27နေရာ3ခုတစ်ချိန်နဲ့တပြိုင်နက်ပေါ့နော်အင်အား20ခန်းဝင်းကြီးစီပြစ်ပြီးတော့မှချောင်းပြစ်လုပ်တယ်အဲလုတာကကျွန်တော်တို့လမ်းပေါ်မှာအမြန်လမ်းပေါ့နော်အမြန်လမ်းပေါ်မှာကင်းစစ်နေတဲ့အမြန်လမ်းရေးမင်းကြီးတို့ရှိနေမှာပေါ့နော်အမြန်လမ်းရေးမင်းကြီးရှိနေမှာကျွန်တော်နာမည်ရောတက်မပြောပါဘူးပေါ့နော်အမြန်လမ်းမှာဖျဲသီးတော့ရှိနေပြီပေါ့ဖျဲသီးရှိနေပြီဆိုတော့အဲ့ဒီအမြန်လမ်းမှာကရေးမင်းရေးမင်းကြီးလာတကယ်လို့သွားခဲ့ရေးမင်းတယောက်ကသွားတာရေးမင်းအစည်းလေးသွားတာမဟုတ်ဘူးရေးမင်းကြီးနဲ့ပါဝင်ပွိုင်သွားမယ်ဗျကင်းစစ်လေဆိုရင်နှစ်စီးသုံးစီးအနည်းဆုံးနှစ်စီးရှိမယ်ဒါပေမဲ့အမြန်လမ်းရေးမင်းကြီးကောက်အဖြစ်ခံရတယ် ပြည့်ခံရတယ်အဲ၄၅ချက်လောက်ကြီးကမ်းမကြီးကြီးရရှိတယ်အမြန်လန်းရဲမင်းကြီးကတော့ကန်ကောင်းထောက်မှာဆိုနေပဲပေါ့နော်ဟိုအတက်ဘေးအနေရကနေအမြန်လန်းရဲမင်းကြီးနဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံးလွတ်မြောက်ခဲ့တယ်ပေါ့နော်အဲဒီအကြမ်းဖက်တဲ့ကန်ကောင်းညာလူတပုံကတော့သူကတော့ခွေးချင်ခွေးချင်ကြံပြီးတော့မှချောင်းပြစ်တာပေါ့နော်ချောင်းပြစ်ကြတာပေါ့နော်အဲ့တော့ကြတော့ ပြောချင်တာကကျွန်တော်တို့အမြဲတမ်းပြောနေနေ့စဉ်နေ့တိုင်းတစ်ထူးကြီးပြင်စီလန်းနော်မြောက်တော်တဝိုင်းအချက်ပဲအရင်80လောက်နော်စစ်တက်စစ်အဲ့အမစစ်တဲစကြေးကောင်းတယ်နော်ကားကြီးအသေးအကုန်လုံးလမ်းကြီးပြီးတယ်ကားဆိုရင်မစစ်ဘူးလေနေ့တည်းရှိတယ်စကြေးကောင်းလို့ရလာတဲ့ငွေနဲ့စားတော့တယ်လက်နဲ့ဝယ်တယ်အခုလိုအမြန်လမ်းမို့တက်လာကြတယ်အဲ့လိုလဘကတိုင်းမူကြီးနော်လဘကတိုင်းမူကြီးပေါ့ဘယ်လိုလဲပေါ့ဒါကနှစ်ထိုးကြီးတို့ဒါပြင်စီတို့ဒါဆိုတာလဘကတိုင်းမူကိုချုပ်ချုပ်ထားရလက်အောင်မှာရှိတယ်ဒါတွေကိုအချင်းချင်းကျွန်တော်တို့ပို့တယ်အချင်းချင်းကျွန်တော်တို့ပြောတယ်စောက်ကူမဆိုင်ကြလားစောက်ကူမဆိုင်ပဲနေတာလားတော့မသိဘူးနော်တို့ကသူဟိုဘူချုပ်မကားလို့ဗာလဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကတိုင်းပြည်အတွက်ဆိုရင်ကျွန်တော်တို့ပြောပြီးသားနော် နိုင်ငံနဲ့တိုင်းပြည်အတွက်အလုပ်လုပ်တဲ့လူတိုင်းကတရားဝင်တယ်နော်။နော်အဲဒါကိုယ့်ဘက်ကိုတီးရော။နောက်နောက်တစ်ခုကနောက်တစ်ခုကတော့လာဘကတိုင်းနေပါတယ်မလေးယားဘက်မှာလည်းတက်မလို့ထိုးစစ်အရှင်မြေပြည်ပြည်အများကိုမြေလံတုတ်တင်ရှင်းနေတယ်တဲ့။ PDF အချမ်းဘက်စတုံးကောင်တုတ်တင်ရှင်းနေပြီ PDF စခန်းတိုက်ခိုက်တိမ့်ပိုက်ခဲ့ပါလေတဲ့။ဆက်လက်အောင်ကြီးချက်လျက်ရှိပါလေဒါမှမလေးယားဘက်။ဒါပေမဲ့အမြန်လမ်းကိုဟိုတက်လာတာကတော့တိတ်ရော့တခါလည်းမဟုတ်ဘူးတခါလည်းမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမှာဒီနှစ်ရိုးရေးပြင်စီလမ်းဒီလမ်းတွေပေါ့နော်အမြန်လမ်းနဲ့ဆက်နွယ်နေတယ်ဒီ338တို့339တို့နော်320 317အဲ့နားမှာကတဓာတ်တွေလား။နော်ရဲခင်းတွေအကုန်ရှိတာပေါ့အမြန်အမြန်လမ်းရဲရင်းကောင်းအပြစ်ခံရတယ်ဆိုတာက စဉ်းစားကြည့်ကြည့်ပေါ့နော်မကုတ်ဘဲနဲ့မပြောဘူးနော်မကုတ်ဘဲနဲ့မပြောနော်အမြန်တမ်းရေးမင်းတော့မှကန်ကောင်းလို့နော်လေးလက်မှတော့ပဲလို့လေအသက်ပေးအနေကလေးလက်မှတော့ပဲလို့လေနော်ဖြစ်တာတော့ဘုကောင်တွေကရေးမင်းကာလာမကာလာတိလာမတိလာမသိဘူးရမ်းပြလာဖြစ်နေပြန်မှာပေါ့နော်ကန်ကောင်းလို့ပေါ့နောက်တစ်ခုကတော့အဲအမြန်တမ်းနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးတော့မှထူချမ်းမှုတစ်ခုရှိတာပါရေးတဲ့ဖြူးမြို့နေနေမိုင်းတရားပတ်လိုက်ပါတယ်မကွေးပီရီယာတွေကတက်လာပြီးတဲ့ပီရီယာနဲ့ပတ်သက်နေတဲ့သူတွေစီကားတယ်အေးမေးကြည့်တာအမြန်လမ်းကိုဖြတ်တော့ကြမယ်တဲ့ညောင်လေးပဲအမြန်လမ်းဘက်ကတက်လာပုံပြီးတဲ့ဒါဆိုရင်ကြောက်တကားမြို့နယ်ဘဲနယ်ဘုံမြို့နယ်ကြောက်ကြီးမြို့နယ်ကပတ်တန်ကွေးတွေရဲ့ရီမန်းချက်ကအမြန်လမ်းပဲတဲ့နော်အဲ့တော့ ီနေ့အဲ့ဒီဖြစ်စဉ်ပေါ့နော်315အဲ316တက်ကူပါ냐အဲ့316လမ်းအောင်ဘက်ကနေပြောပါဘူးနော်လူတွေတွားရတဲ့ age bet တွေအများကြီးတန်းစီခဲ့ရတယ်ခီးတယ်လမ်းတွေတော်တော်ရုပ်ပြပါတယ်ပေါ့နော်ဒါကျွန်တော်ပြောချင်တာတော်တော်ကိုဒီအများနဲ့နဲ့ပတ်သက်ပြီးရင်တကယ်လို့လို့တယ်မလို့ဘူးလားကျွန်တော်လည်းမပြောလို့ဘူးပေါ့နော်အဲ့တော့ထားလိုက်တော့အခုကကျွန်တော်ချက်ပြောချင်တာက ရောတဲ့ချင်းအေအေသုံးဘက်ပေါင်းတဲ့ကြောက်တုကိုတိုက်ဖို့အေအေကအင်အားဖြစ်လာနေပြီတဲ့ပလောဝါနဲ့ကံဘက်ကိုတဲ့အေအေကထိန်းချုပ်ထားကြောင်းမင်းတက်တိုက်ဘက်မှာအေအေကအင်အားအများဆုံးကူညီပေးထားရလို့ပလောဝါကံဘက်ကံဘက်လက်ကိုတဲ့နေရာပေးလိုက်ရတယ်ရခိုင်ကိုရိတ်ကပြင်ဖို့နေတာမင်းတက်မတူပြီဘက်ကနေပို့နေတယ်တဲ့မင်းတက်မှာအထွေထွေအုပ်ချုပ်ရင်းနဲ့ထောက်ပံ့ဖို့ထောက်ဖို့ဘိုးတဲ့စွန်တောင်ရွာကနေရာယူထားကြောင်းဆရာတို့တပားနေနဲ့နေမီကံမိတ်ဆွေချာမှာတည်ရကြောင်းလူဘက်တို့ဆောင်ရနိုင်မှရင်တင်ပြအပ်ပါတယ်ကရတာကစားမှုကဖျားပေးခံထိထားတယ်ထင်ပါတယ်ဒါကြောင့်နဲ့စစ်ကြောင်းတွေဘိုးတဲ့ရှစ်တိုးခိုင်းနေတာတဲ့ဝေရင်ပြစ်ကူမပေးပဲဘိုးပြဲရှစ်တိုးလို့မဖြစ်နိုင်ပါဘူးတဲ့ပေးထားတဲ့ဒရုန်းတက်တဲ့မပညာတွေကလည်းလေဒီကြောင်းလင်္ကာရကြောင်းမိပြားအေးဒီနေရာတွေကိုဖြိုမှ ဒီနေရာတွေကိုဖြိုမလေဒီကိုကြော်ပြီးရှေ့ဆက်တုံးလို့ရမှာပါတဲ့လေရင်ပြေကိုကပေးကိုပေးပါရမှာမယ်တဲ့ရန်သူကမုတ်ဆိုးတဲ့မိမိစစ်တီအချို့တွေကအတွေ့အကြုံသိမ့်မရှိသေးတဲ့တားကောင်တွေပါတဲ့ဖလန်းမြေပြင်မိမိတက်တဲ့အဆက်တွေရတယ်တဲ့တိုင်ရင်မှုအပါ20လောက်ဒါတော့ပါပဲပေါ့နော်ကိုဘုန်းကြီးတဲ့နောင်ချိုမားတဲ့ရန်ကုန်ကိုမနေ့ကစစ်တီဆောင်လာတဲ့ကလေးတွေတင်းမလာတဲ့နောင်ချိုဈေးရက်ကွက်နေပြီ30နေဦးချွေလောင်းနေတမီးဖြစ်သူမက်ကင်ချုံဦး၎င်းနဲ့ရက်ကွက်သူဦးမြတောင်းဒေါ်မီမီသားဒေါ်မီမီတမတ်ကိုအောင်ဝင်းလိုက်လို့အဖဲတဲ့ဈေးရက်ကွက်နေပြီ30နေခေါ်လေးမချုံမားတို့အဖဲတဲ့ပလောင်ချမ်းဘက်တွေနဲ့ပူပေါင်းပြီးတရင်ပေးယူတလန်လောက်ဆောင်နေကြပါလေတဲ့နော် မိုးပြလိုင်းမရတော့တော့ခတ်တယ်တဲ့အခုတရင်ရလာကမိုးပြအကြံဘက်တွေအတွက်တောင်ဦးတန်တောင်ကြီးကအကြံဘက်တွေစစ်ကူလာနေတယ်ကြားနေတယ်အချိန်လေးလမ်းကြောင်းထောက်ကြည့်ပေးပါဦးတဲ့အကြံဘက်တွေကမိုးပြမကြအောင်စစ်ကူတောင်းထားတယ်လို့သိရတာကြောင့်လည်းအရင်ကစကားများချင်းဟန်ဆောင်ပြီးပုစုခွဲရအောင်ဆောင်ပြီးအခုပြန်ပေါင်းနေကြတယ်ဆိုတာမိုးပြ KNDF အဖွဲ့ NUG လောက်ကံအဖွဲ့ဖြစ်လို့တန်တောင်ကြီး PDN နဲ့ KNU တွေစစ်ကူလာခြင်းဖြစ်တယ်တဲ့ဒီအနေထားတိုင်းဆိုရင်တဲ့တနေ့ကတင်ပြထားတဲ့မဘာညာမှာရှိနေတဲ့ရန်သူတွေမိုးပြကိုဦးတည်ထားပါလေတဲ့နော်တောင်ဦးတောင်ကြီးရန်သူတရင်နဲ့ဆက်ဆက်နေလို့ပါတဲ့ပြေးဖို့ထားပါလေတဲ့မလုပ်တာတော့ခက်တယ်တဲ့ဘကိုးချေချမ်းက PDF တွေ KNU တွေကဇေယျကြီးတောင်ကြီးအဖွဲ့တွေမိုးပြကိုစစ်ကူ လာမလို့ဘောလကဲလမ်းဘက်ကလာလိမ့်မယ်တဲ့မိုးပြေကိုဖြတ်တတ်ရင်လမ်းကျော်နီးတယ်ဆိုတော့တေချာကဘောလကဲလမ်းကိုတုံးလိမ့်မယ်တဲ့စကွေးရတော့တော့30နှစ်နှစ်အရောက်ရန်ဒေသကြီးအနောက်ချမ်းရေကြီးမြို့နယ်မြောက်ဘက်ဆက်ဆက်ယူတောင်ချီချေးရွာလိုက်တဲ့ကင်းမုံဝင်းတပ်မတော်နေပြည်သူစစ်များတပ်ခွင့်အတိုင်းဝင်ရောက်လာပြီးအေးအေးအပေါင်း PDF တို့ကိုလည်းလုံချုံကြီးတို့ကခြေမုံးတဲ့လက်နက်နှစ်ခုနှစ်လောင်းချန်ခဲ့ပြီးတောင်းကျမ်းသူများဆုတ်ပါထွက်ပြေးအခင်းဖြစ်နေရမှာတမန်လေးတပ်မတော်ကဝင်ရောက်ရှင်းနေခဲ့ပြီးရွှေစည်တီတောင်းချင်းလေရွာနေနဲ့ပသိမ်မုံရွာလမ်းစောပြားရွာကြားတွင်နေပြီးရှိပါလေတဲ့ ရေကြီးမြို့နယ်ချင်းလေရွာနဲ့ ABDF အင်အား80ခန်းဝင်ရောက်လာပြီးစစ်မှုထမ်းရဝါခုသမားများကိုအတင်းအဓမ္မဖမ်းဆီးတပြစ်ဒေဝါလုံးဝေယုံသုံးကထွက်ပြေးကြရတဲ့မြောက်တကောင်ကတ်တွေနဲ့တပ်မတော်ရောက်ရှိလာပြီးချင်းနယ်ကရ၎င်းတွေနဲ့နဲ့3နာရီခန့်မှာယနေ့မိုးလွယ်သည့်မြောက်ဆန်းအမတာ3လေးလေးဘက်မှာအမြောက်ကြီးနဲ့ဒုံးကြီးပြစ်ခတ်တန်းချနေရတယ်ချင်းလေဒီထိပြမှုဖြစ်စေ ABDF နှလုံးနလနဲ့နဲ့ဆက်လက်နလနဲ့နဲ့လက်နက်ငယ်များပါစုစုပေါင်း၁၀လက်လက်ပစ်ပေါင်းမိုင်းနဲ့ခရယံမျိုးစုံတင်စီရမိပါတယ်တဲ့ချင်းလေနဲ့ရမန်နေဆက်ဆက်ယူထိပြမှုတွေနဲ့တောင်းကျမ်းသူများမှာလွန်ခဲ့သည့်မကြီးစဉ်ဘောမီဖြစ်စဉ်နဲ့ဖေဖော်ဝါရီလ၂၆ရက်နေ့ရေကြီးမျိုးနဲ့စာဦးစမ်းတောင်ကျော်ဖြစ်စဉ်နဲ့ ်မိလောင်ဘုံချိန်ဘုံဘုံမတည်ပဲချိန်ရစ်ဒီမှာဖြစ်နိုင်တယ်လေ၎င်းတို့ဒီတက်မတော်ကယခုကဲဆိုချိန်ဘုံမခံရမီအင်အားတချောင်းကြီးပါရှိမီဟုယူဆရပြီးတော့လေခေါ်ရတဲ့ငတိုင်းချောင်းလမ်းကိုတုံးပြီးတော့ NLD အစိုးရလက်ထက်တစ်ကိုးသူများတစ်ကိုးသူများပေါက်လုခဲ့သည်ကျင်းကြလီဆက်ဆက်อยู่အောင်မျိုးတစ်ကိုးလမ်းအတိုင်းအာဝီတိုင်းနောက်ပိုင်းတွင်ဝင်ရောက်ချင်းဖြစ်ပုံရတယ်တဲ့ရိုးမတစ်ဖက်ချတင်းတလီမျိုးနဲ့ကိုတက်မတော်ကပြန်လေဆုံးမလိုက်ကြောင်းသတင်းများရရခိုင်မဲ့သူပြန်သွားရပြန်သွားရမရတော့ပဲအာဝီတိုင်းရိုးမချီနေတဲ့အဖွဲ့ငယ်များလှည့်ရင်တွေ့ရလူကိုဖမ်းဆီးရူတိစုနေပါတယ်တဲ့နော်တာပေါင်းနဲ့ငတိုင်းချောင်းနယ်ပြည်တွင်တက်မတော်ပြည်သူစီကင်းမုံများဖြင့်လှုပ်ရှားစစ်ကြောင်းများမှာ၎င်းတို့ကရှာဖွေချင်းမုံရဲ့စီကြောင်းသတင်းများရှိပါတယ်တဲ့ ခွန်ကတန်းကြောင်းလမ်းအောင်မျိုးဒီကိုလန်ဆက်ဆက်ယူချင်းလေရွာဆိုးပြရွာပတိန်မုံရွာလမ်းအာရကန်တက်တော့ရခိုင်ပြည်နယ်ဆိုပြီးတော့တင်ထားပါလေ